ဟုတ်ကဲ့ကျွန်တော်မိတ်ဆွေနဲ့တကယ်ချင်းများအားလုံးမင်္ဂလာပါခင်ဗျ PK Zoo Channel လေးမှာနေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့လည်းကျွန်တော်ဒီတစ်ခါလွတ်ပြပေးသွားမယ့်ဗီဒီယိုလေးကတော့ကျွန်တော်တို့ဖုတ်တော့ပြတဲ့သူလိုက်တွေ့ပါနော်သတိထားတက်တဲ့ຢာပါနော်ကျွန်တော်အခုတော်တော် live မှာလည်းခဏခဏတွေ့နေရတော့ပါနော်အဲ့ဒီပြဿနာလေးကိုကျွန်တော်ကဖြေရှင်းမှဖြစ်ပါတယ်ဒီ post စတင်တုန်းကကျွန်တော်တို့လောဘကိုမတော့ပြတဲ့အရာပါနော်လောဘကိုဖိတ်ထားတဲ့အရာဖိတ်ထားရင်ကျွန်တော်တို့ ပုတ်သွဲသူတွေအတွက်အန္တရာယ်ရှိစေတာပေါ့နော်ဟုတ်ကဲ့ဆိုတော့ကျွန်တော်ဒီနည်းလမ်းလေးကိုသိတဲ့သူတွေရှိတယ်လို့မသိတဲ့သူတွေရှိရှိပါတယ်ဘာဖြစ်ကျွန်တော်ကတော့ဒီကမသိတဲ့သူတွေကိုပဲရည်ရွယ်ပြီးတော့လုပ်ပေးရခြင်းဖြစ်ပါတယ်ဗျာโอเคဆိုတော့ကျွန်တော်ဗီဒီယိုလေးမစခင်မှာထူးဆန်းနေပဲကျွန်တော်ရဲ့ channel လေးကိုတွားပြီးတော့အခုချင်းညီမေဆွေက subscribe လုပ်ရတယ်ဘူးဆိုရင် subscribe ရရင်လက်ပါပေးဖို့တောင်းဆိုပါတယ်ဗျာโอเคဆိုတော့ကျွန်တော်တို့ ဘယ်လိုလုပ်မလဲဆိုတော့ပြေဆိုလို့နည်းနည်းစိတ်ဝင်စားရဲဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆောင်းအထိလက်ကြည့်ပေးဖို့ဝေခေါ်ချင်ပါတယ်โอเคတော့ကြမယ်ဆိုတော့ let's go ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးမစခင်တစ်ချက်3ပဲရှင်းတာပါเนาะဒီနီလန်လေးอ่ะကျွန်တော်တို့တကယ်လို့ ဒီနီလန်းလေးတွေကိုတုတ်ပြထားမိမယ်ဆိုရင်ဘာလို့လို့ဘာကရရမှာတော့မသိတဲ့ဖြစ်မျိုးနဲ့မိတ်ဆွေတို့ကြုံရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီဖိုးတိုးတဲ့သူတိုင်းလောဘကိုတိတိတဲ့ဘူးတူတာလေးနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုစွန့်လိုက်ကြည့်ပေးခဲ့ဖို့လည်းတောက်ဆုံးနေပါလေဗျ။ Okay ဆိုတော့ကျွန်တော်ဘာလို့အစုံနေနဲ့စတင်ထဲမှာလောက်ရမှာဆိုတော့မိမိဖိုးတိုးမှာရှိတဲ့စတင်လေးကိုတစ်ချက်ဝင်သွားပေးလိုက်ပါ Okay စတင်လေးရလာပြီဆိုရင် ကျွန်တော်ပရောဆိုလောက်ပြမှာတော့ဒီကျွန်တော်တို့အင်တာနက်ဖွင့်လာပြီးရင်ကျွန်တော်က internet speed account ဆိုပြီးတော့ဒီမှာခဏလေးပါ internet speed account ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာ real real time network speed ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ကဖွင့်တက်ကြပါတယ်အဲဒီဟာလေးကိုဖွင့်ရခြင်းကဟုတ်ပါတယ် internet speed ကောင်းပါတယ်တော်ပေမဲ့ဒီမှာ ဒီဘက်မှာဆိုးကျိုးရှိတယ်လို့တစ်ဖက်မှာလည်းသူကကောင်းကျိုးရှိပါတယ်။အကောင်းကျိုးပါလဲဆိုတော့ internet speed ကိုသူကပုံမူပြီးတော့ညှိပေးတာပေါ့နော်။အဆိုးကျိုးလည်းကြတော့ကျွန်တော်တို့ဒီကောင်ဖွင့်တာမယ်ဆိုရင်ကျွန်တော်တို့ battery power ကိုသူကတိတတစားနေမှာဖြစ်ပါတယ်ဗျ battery power ကိုမူလထက်ပို့ပြီးတော့ပုံစံမှာဖြစ်ပါတယ်ဗျ။အဲ့ကြောင့်မလို့ကျွန်တော်ဒီနေရာလေးမှာပိတ်ထားပေးလိုက်ပါဒီမှာ real time network speed ဆိုတဲ့နေရာလေးပေါ့နော်။အဲ့ဒီနေရာလေးကိုပိတ်ထားပေးလိုက်ပါဗျ။ဒီနေရာလေးကို ီဒီရတဲ့ဝင်ဖိတ်ထားပါနဲ့ကလုံးမိမိကအင်တာနက်ဆွဲအကောင်ရရပြီအကောင်ချင်းကိုဆိုရတော့ထားထားပေးလိုက်ပါအဲ့လိုမျိုးဖိတ်ထားပေးလိုက်ပါနော်အဲဆိုရင်ဒီမှာဖိုးဘန်နဲ့ပုံမှာသူကပုံနေတာပေါ့နော် KB Visa Apps ဆိုပြီးတော့သူကပုံရပါနော်000ပေါ့နော်ကျွန်တော်အခုအင်တာနက်မတုတ်ပြထားဘူးโอเคကျွန်တော်ဆိုတော့ကျွန်တော်လည်းပေးလိုက်မယ်โอเคဆိုတော့ကျွန်တော်နောက်တစ်ခုနေနဲ့တွားကြည့်ရအောင်ဘာဖြစ်မလဲဆိုတော့ โอเคနောက်တစ်ခုလက်ကြတော့ကျွန်တော်တို့ဒီမှာစတေနပ်ရလာပြီဆိုရင်ဒီမှာဒီနေရာလေးကိုထပ်ပြီးတော့ဝင်တော့ပြလိုက်ပါโอเคဒီစတေနဝနာဒီစတေနကိုထပ်ပြီးတော့ဝင်တော့ပြလိုက်ပါโอเคစတေနရရလာပြီဆိုရင်ဒီမှာ accessibility ဆိုတဲ့နေရာလေးရှိပါတယ်ဗျ accessibility ပေါ့နော် accessibility တွေ့ရလာမယ့်ဒီနေရာလေးပေါ့နော်โอเคဒီနေရာလေးပါအဲ့ဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်သွားမယ် โอเคဒီနေ့အရက်ရလာပြီဆိုရင်ကျွန်တော်ဒီမှာဒီပေါ်ဆုံးမှာရှိတဲ့ဒီမှာပေါ့နော်ပေါ်ဆုံးမှာရှိတဲ့ဒီ top back ဆိုတဲ့နေရာလေးပေါ့နော် talk back ပေါ့နော် top back ဆိုတဲ့နေရာလေးကိုကျွန်တော်ကနှိပ်ပြီးတော့ဒီမှာဒီပေါ်ဆုံးမှာပေါ့နော်ဒီ talk back ဆိုတဲ့နေရာလေးမှာကျွန်တော်ဒီမှာ option နဲ့နေနဲ့ထားရပါဗျဒီနေရာမှာ all လောက်ထားမယ်ဆိုရင်ကျွန်တော်ကဖုန်းဖုန်းတစ်လုံးကကျွန်တော်ဘာပဲနှိမ့်နှိမ့် ဘာလဲလှုပ်လို့မရတော့ပါဘူး။ तू ကနှိမ့်လိုက်တိုင်းမှာ तू ကအင်္ဂလိပ်လိုနေနေပဲ तू ကအော်နေပါလိမ့်မယ်။အဲ့ဒီပြဿနာတော်တော်များများဖြစ်နေပါလေဗျာ။ကျွန်တော်တွေးနေရတာပေါ့နော်။အဲ့ကြောင့်ကျွန်တော်ဒီဒီဗီဒီယိုလေးကိုလုတ်လုတ်ပြပေးတာပါ။ဒီ trumpet ဆိုတဲ့နေရာလေးမှာ talk pad ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဒီမှာ off နဲ့ထားတာပြင်မယ်ဆိုရင်တော့မိမိဘောကတွားပြီးအဲ့ဒီမှာကျွန်တော်တို့ဆက်ပြီးတော့ပြဿနာတက်ပြီးဘာလို့လုတ်ပါခရရမမသိဘူးဖြစ်နေဖြစ်လိမ့်မယ်။ပြီးရင်ကိုကဘာလို့လိုက်လို့ပဲနေမှာဘလို့ဖွဲ့ထားလို့ဆိုတော့ကျွန်တော်တို့ကမသိပဲဖြစ်နေပါလိမ့်မယ်ဗျာ။ ဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာဒီမျိုးအခုကျွန်တော်ပိတ်ထားတဲ့မျိုးပဲဒီမှာပိတ်ထားပေးလိုက်ပါကဲလို့ဖွင့်ထားမယ်ဆိုရင်တော့ကျွန်တော်ခုနပြောရတဲ့ပါနော်အင်္ဂလိပ်လိုနေပဲသူကဘာပဲနှိမ့်နှိမ့်ပါလဲဘာဆိုဘာမှအလုံးလုံးမရတော့ဘူးဗျာဆိုတော့အဲ့ဒီပြဿနာကိုမဖြစ်အောင်လို့ဒီနေရာလေးမှာပိတ်ထားပေးလိုက်ပါโอเคကျွန်တော်တို့ပြီးရင်ဒီမှာနောက်ဆုတ်တဲ့မြားလေးနဲ့နောက်ကိုတစ်ချက်ဆုတ်သွားလိုက်မယ်โอเคနောက်ဆုတ်သွားပြီးရင်နောက်ထပ်တစ်ခုလည်းအဲ့လိုမျိုးပါပဲကျွန်တော်တို့တုပ်ပြထားမယ်ဆိုရင်ပါနော်သူကနောက်တစ်ခုလည်းကြတော့ဒီမှာ kala di ma bona di ni ale ba okay di ni ale o ta chan nei lai ma pi yin khun na de ba jor lo di di paw ma shi che di ma off phin ne de ni ya ma jor lo off phin ne lot lai ma so yin jor lo phone ma kala lai chang nei paw ni ma phit ba de bya kala kala lai chang nei ba no ကျွန်တော်လက်တစ်ချက်နှိမ့်ရင်အဲဒီ color line လမ်းကြောင်းရဲကျွန်တော်တို့နှိမ့်တဲ့တိုင် color line လေးတွေ line နေပါဘောနော် color line ကြောင်းလေးတွေပေါ့နော်ဟုတ်ကဲ့ အဲ့ဆိုရင်လည်းကျွန်တော်တို့ဖုန်းကတုတ်ပြလို့မရဘူးတုတ်ပြလို့ရတယ်တုံးမဲ့အဲ့လိုမျိုးလောက်တာဆိုရင်ကျွန်တော်တို့ဖုန်းကြည့်ရတာမြင်မရှင်းဘူးနော်အဲ့ကြောင့်မလို့ဒီနေရာလို့လည်းပိတ်ထားပိတ်ဖို့လိုပါတယ် okay ဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်ခုတက်ကြည့်ရအောင်ဆိုတော့ဒီမှာနောက်ဆုံးတက်မြန်လေးနဲ့ချက်ဆုပ်ကပေးလိုက်ပါအခုလောကဒီမှာ accessibility ကျမှာပဲအခုလောတုတ်ပြလို့ရတာပါနော်ဒါမဲ့ဒီရှင်းပြမယ်သူကတုတ်ပြလို့ရတဲ့ ရာတွေလည်းပါပါတယ်ဒီထဲမှာတို့မယ်ကျွန်တော်အဲ့ဒီကိစ္စတွေတော့ကျွန်တော်နောက်မှပြပြတော့မယ်โอเคဆိုတော့ကျွန်တော်နောက်တစ်ခုဒီမှာဒီမှာကျွန်တော်တို့ color ss palette ဘောနော ss palette မိတ်ဘောနော add ညလေးမှာဒီကောင်ကျွန်တော်ကဖွင့်ထားမှဆိုရင်ဒီမှာဒါတော့တို့ပြလို့ရတဲ့နေလာမှာနော်ဒီမှာဒီပုံမှာဒီမှာ color လေးဘောနော်ကျွန်တော် color တွေကိုချိန်လို့ရမှာဖြစ်ပါတယ်ဗျဒီမှာဒီပုံမှာဆိုရင် after ဒီပုံမှာဆိုရင် before เนาะอ่าဒီနေ့မှာဖွင့်ထားပြီးတော့တုတ်ပြီးလို့လည်းရပါတယ်ဗျ။အဲ့ကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်။အဲ့ဒီမှာဖွင့်ထားဖွင့်ထားပြီးတုတ်ပြီးလို့ရပါမှာเนาะ။ Okay. Okay ကျွန်တော်ဖွင့်လိုက်မယ်။ပြီးရင်တစ်ချက် Okay ဒီကလာလေးရနေမှာဖြစ်ပါတယ်။ကဲလို့ကလာချင်းချင်းရယ်ခြေလို့ရပါတယ်ကြာကျွန်တော်တော့မခြေပြတော့ပါဘူး။ပြေးရလိုက်မယ်။ ဆိုတော့ဒီနီးနန်းလေးကိုမဖြစ်မနေဂယူဆိုင်ကြပါနော်ဖိုကိုင်မိမိကအခုချင်းနေတဲ့မိမိကဖိုကိုင်နေတဲ့လူပြောဆိုရပါနော်အလုံးမို့ပိတ်ထားပိတ်ထားပေးပါဘယ်လိုမှပိတ်ထားဘူးဆိုရင်မိမိတို့ကရောချာချာလဲဝါလိမ့်မယ်ဗျဟုတ်ကဲ့ဆိုတော့ကျွန်တော်ဒီနီးနန်းဒီနေ့လောက်ပြပေးမယ့်ဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်ပါပဲဗျနောက်ထပ်ဒီအမှ၃ဝင်တဲ့စတင်မျိုးရှိပါသေးတယ်ဒါတော့ကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာလုပ်ပြပေးတော့မှာဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကိုတိုင်နေတက်တဲ့ဆိုရင်လည်း like and subscribe လေးလုပ်ပေးထားလို့ရပါတယ်ဗျ ျွန်တော် channel လေးရဆိုရင် post တင်ပိုင်းပုံဝင်ပုံလေးတွေရဲ့ကျွန်တော်လှုပ်ဝဲလေးတွေရဲ့အခုက phone software တွေပေါ့နော် software တွေဘယ် software ကဘယ်လိုနေရာမှာဘယ်လိုမျိုးသုံးဝင်နေဆိုတာကိုကျွန်တော်ကပြောပြနေတာမို့လို့ကျွန်တော် channel လေးကို subscribe လုပ်ထားရတဲ့ကိုဆိုရင်ပထမအစနေနဲ့ subscribe လေးကိုမြန်ဆိုလုပ်ထားပေးခဲ့ပါဦးနောက်ထပ် video တွေမှာဘယ်လိုမျိုးနီလန်းနေနဲ့ message လို့စီကိုလာခဲ့မယ်ဆိုတော့ message လို့နေဆက်လက်ပြီးတော့ဆက်မြောက်ကြည့်ပေးဖို့လည်းကြောက်ကြလို့ပါတယ်ဗျာ ဝိဆွေတို့တဲ့ကျွန်တော်ကတကယ်ကိုသုံးဝင်တဲ့နေလေးတွေကိုပဲကျွန်တော်ကထုတ်တဲ့စီမံနေလေးတွေကိုပဲယူဆောင်လာပြီးမှဖြစ်ပါတယ်ဗျအဲကြောင့်မလို့ဒီနေ့ဗီဒီယိုကိုကျွန်တော်ဒီနေရာမှာပဲရန်နာချင်ပါတယ်အခုလိုအားလုံးနှုတ်ဆက်ပါတယ်ဗျဗီဒီယိုဆိုကြည့်ပေးသူတိုင်းဒီဥချင်းတယောက်ချင်းသူစီတိုင်းကိုကျွန်တော်ကျေးဇူးထူးတင်ရှိပါတယ်ဗျโอเคနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆွေးနွေးကြမယ်ဆိုတော့အားလုံး拜拜。Bye bye.